ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အပူချိန်ကရဲများနေပြီးချိန်မတော့ရောက်လေအပြင်းမမီးတွေမှွေးနေပါတယ်ဖះရေမီးရလဲမွေးရခတ်လိုက်တာဘလို့မီးဖို့လဲမသိပါဘူးအပူချိန်ကြောင့်ငါမိတ်ကတ်တွေကလည်းအရေးပြောနေပြီး မိကိုမွေးနေတာအရှက်များနေပြီ။အိုင်မိတ်ကပ်ပဲပြင်နေတာအလုံးမရှိဘူး။ထမင်းချက်မဲ့ပစ္စည်းတွေကလည်းဘယ်တော့ရမလဲမသိဘူး။အဲ့ဒီအချိန်မှာဒေါနီကအင်းလေးကနေထမင်းချက်တဲ့ပစ္စည်းတွေယူလာခဲ့ပါတယ်။ချွေးမကြီးဒီမှာနော်ဆန်တွေယူလာတယ်။ဒီအိတ်ထဲမှာကြုံတွေထည့်ထားတယ်။စီတွေလည်းယူလာတယ်။ပဲတွေလည်းယူလာတယ်နော်။သူရောက်ကမကကက်စီနေပြီးပစ္စည်းတွေနည်းနည်းယူလာတာကြောင့်ချွေးမသုံးယောက်ကလည်းစိတ်ညစ်နေပါတယ်။သူတို့ကပြောနေကြပါတယ်။အမေရဲ့ တလောက်စီလေးနဲ့တမီတို့ဟင်းတွေဘလို့ချက်မလဲဘလို့အားလုံးကျွေးမလဲစဉ်းစားပါအောင်ချွေးမာတွေရေငါတော့ချက်ရမယ့်ပစ္စည်းတွေပေးပေးပေးနင်တို့ဘလို့အဆင်ပြေအောင်ချက်မလဲနင်တို့စဉ်းစားလေငါ့ကိုလာမေးမနေနဲ့ဟုတ်ကဲ့ပါမေယောက်ကမကသွားတာနေချွေးမာသုံးယောက်ကစကားတွေများပြီးရှင်ဖြစ်ကြပါလိမ့်ဒီလိုတွေကနင်တို့ကြောင့်ဖြစ်နေတာလင်ညီမတွေရေနင်တို့ကြောင့်ငါဒီလိုနေရာမှာချက်နေရတာမဟုတ်ရင်အဲကိုနဲ့တေချာချက်ရမှာငါတို့ကပဲအရန်လဲတာလား နင်ကြတော့မလဲဦးလားဘာဖြစ်နေလဲနင်တို့ညောင်းလဲဟာရံတွေဖြစ်နေတာကိုရက်တော့ဒီမီးပေါ်ကလည်းကြာပြီးစူးစားနေတာမင်းရမတက်ဘူးချွေးမသုံးယောက်ကဘာဖြစ်လို့အပြင်မှာတယောက်စီထမင်းချက်နေတာလဲချွေးမတွေကိုဒေါနီကဘာလို့နည်းနည်းစီထမင်းတွေချက်ဖို့ပေးတာလဲသူချွေးမတွေကိုဆုံးမကျင်တာလားဆိုတာသိရဖို့အတွက်ဇလင်းကိုအစကနေပြင်ကြည့်လိုက်ကြရအောင်ဆူဆူနဲ့တူတူရေငါပြောနေတယ်အရင်ဆုံးကျင်းလက်ဖက်ရေလောက်မယ်နင်တို့နောက်မှလာခဲ့ ဘာလို့လဲယူယူရေနင်ကဘာလဲဘယင်မလားနင့်ကိုစောက်နေရမလားငါကကော်ဖီဖြော်ရမယ်လေဆဆုကလည်းကော်ဖီကွက်ကိုမိဖို့ပေါ်တင်လိုက်ပါတယ်ညီမနှစ်ယောက်ကရံဖြစ်နေတဲ့အချိန်ပါပဲနောက်ညီမတူတူကရောက်လာခဲ့ပါတယ်နင်တို့သုံးယောက်ကမိဖို့နှစ်ခုပဲနှစ်ယောက်ကယူထားတာနင်တို့နှစ်ယောက်လက်ဖိတ်လောက်တာများနေပြီအမြန်ဖယ်တော့ငါခောက်ဆွဲလဲပြုတ်ရအောင်မယ်ဆဆုကလည်းစိတ်ဆိုးပြီးတူတူကို ပြောဆိုနေပါတယ်နင်ကလက်ဖိတ်ရို့ဖယ်မလို့လား နင်လောက်ကြည့်လေတေသွားမယ်။ရေယူကလေလဖင်းရေတောက်နေရင်လည်းသူတို့နှစ်ယောက်ရဲ့ရံပွဲကိုကြည်နေပါလေ။ဒီနှစ်ယောက်ကလည်းနော်ရံပွဲတွေဖြစ်နေပြီ။ငါတော့ပတ်ဆက်မကုန်ပဲ TV ကြည့်နေရတယ်လို့ပဲ။လဖင်းရေလေတောက်ပြီးအေးစိတ်ကြည့်မယ်ကွာ။နင်ကတော့အရင်ကြီးနေရာတေရောမယ်နော်။နင်ကအခုလောက်ပြမယ်။ရီယူကလည်းစိတ်ဆိုးပြီးသူ့ကော်ဖီခွက်ကိုအောက်ကိုပြစ်ချလိုက်ပါတယ်။ငါကော်ဖီခွက်ကိုနေရာပြစ်ချတယ်နော်။အခုလောက်ပြမယ်ကြည့်ထား။ ဒုံနဲ့ရိုက်ပြီးကောင်းကိုခွဲလိုက်မှာနော်။ရီယူကလည်းစိတ်ဆိုးပြီးဒုံချောင်းကိုကင်ပြီးတော့သူ့ကိုရိုက်ဖို့အတွက်လာခဲ့ပါတယ်။ညီမနှစ်ယောက်ကလည်းရန်တွေဖြစ်နေကြပါတယ်။ညီမရဲ့ရန်ဖြစ်တဲ့တွေကိုကြားပြီးသူ့အမေကမိဘကြောင့်လေးကိုရောက်လာခဲ့ပါတယ်။နင်တို့သုံးယောက်ကြောင့်ကခေါင်းတွေကိုက်နေပြီ။နင်တို့အားရင်ရန်တွေပဲဖြစ်နေတာ။နင်တို့သုံးယောက်ကတအိမ်ထဲမှာယောက်ျားရန်ဘလို့လုံးမလဲ။ဘလို့တွေလုံးကြမလဲပြော။အမေရဲ့အိုက်ခါကြရင်တော့တတ်မိမယ်ထင်တယ်။နင့်လိုကောင်မနဲ့လည်းငါစကားမပြောချင်ပါဘူး။ နေလည်းမနေချင်ဘူးညီမတောင်ယောက်ကနောက်တစ်ခါစကားများရှမ်းဖြစ်နေကြပါလိမ့်အဲ့ဒီချိန်မှာဖုန်းကြီးကလည်းရောက်လာခဲ့ပါလိမ့်မင်္ဂလာပါအမကြီးမင်္ဂလာပါဖုံးဖုံးရေဘာလို့ထူးလဲပြောပါအမအတွက်ပြောစရာသတင်းတွေရှိတယ်အမသမီးတောင်ယောက်ရဲ့မင်္ဂလာဆောင်ရမယ့်ရက်ရောက်လာတယ်ညီကိုတောင်ယောက်ကညီမတောင်ယောက်နဲ့ယူလို့ရပြီသူတို့ကအဆင်ပြေတယ်ပတ်စံလည်းရှိတယ်အမသမီးတွေအေးအေးဆေးဆေးနေရမှာနော်အမေကလည်းအေးအေးဆေးဆေးနေကြအောင် မီး၃ယောက်ကိုမင်္ဂလာဆောင်ဖို့အတွက်သဘောတူလိုက်ပါတယ်။နောက်ရကြတော့ညီမ၃ယောက်ကလည်းမင်္ဂလာဆောင်ပြီးတိမ်ထဲမှာယောက်ျားရသွားခဲ့ပါတယ်။သူ့မိကလည်းယောက်ျားအိမ်မသွားခင်သူ့သမီးတွေကိုစုံပါပါတယ်။သမီးတို့ရေယောက်ျားအိမ်မှာတေချာနေကြနော်။မင်းတို့၃ယောက်ကချွေးမဖြစ်သွားပြီဆိုတော့ရမဖြစ်ကြနဲ့တော့ကြားလား။ဟုတ်ကဲ့ပါအမေ။ညီမ၃ယောက်ကလည်းယောက်ျားအိမ်ရောက်သွားပြီးနောက်ရကြတော့ပထမနေ့အတွက်ထမင်းဟင်းတွေကိုချက်ဖို့မိဖုကြောင့်လေးကိုသွားတဲ့အချိန်မှာ မိဖို့ကြောင့်မှဂျုံတွေဆန်တွေအများကြီးထားပြီးဖြောရည်ဆက်မိဖို့တွေအေကုန်နေအကုန်လုံးတက်ထားပါတယ်။မဆက်လာရီကလည်းအကုန်လုံးအစင်းတင်ကြိတ်ထားပါတယ်။အမေရဲ့မင်္ဂလာပါ။ဟုတ်ပါပြီချွေးမတို့ရေဒီနေ့ထီတော့ငါတို့အိမ်ကအစားတော်မစင်ရဲဘူး။ဖီးယားအကုန်ပေးထားတာ။နင်တို့ရောက်လာပြီဆိုတော့ဒီနေ့အစားပြီးတာဝန်တွေကိုထမ်းဆောင်တော့နော်။အရင်ဆုံးဒီနေ့ကတော့မုံချုပ်တစ်ခုခုလောက်ရမယ်ချက်လိုက်နော်။ ောက်ခမကအပြင်သွားတာနဲ့ဆွဆုကလည်းစောင်းအောင်ပြီးဦးကိုမိဖို့ပေါ်တင်လိုက်ပါတယ်။ပြီးတော့သူကပြောခဲ့ပါတယ်။နင်တို့နှစ်ယောက်တိတ်ချနားထောင်လိုက်။ငါတော့မြေပဲဟာလွာလုပ်မယ်။နင်တို့နှစ်ယောက်ကတော့ကျုံနဲ့ဟာလွာလုပ်လိုက်နော်။ကြားရမလား။ဟုတ်လား။နင်အရှမ်းလှဲတာပဲ။ငါတို့ကြတော့ကျုံနဲ့လုပ်ရမယ်။နင်ကြတော့ရွှေကြီးလုပ်ပြီးနာမည်ကောင်းရှုမယ်ပေါ့။ယူယူရဲ့နင်တို့ငါ့ကိုကောင်းမစားနဲ့။နင်တို့လောက်ဆရာရှိရလောက်ကြ။ ညီမ၃ယောက်ကလည်းတယောက်ကိုတယောက်ခိုးကြည့်ပြီးတယောက်နဲ့တယောက်မကြည့်ဘဲခြံနေပါတယ်။ဒီချိန်မှာသူတို့ကတော့သူတို့နှစ်ယောက်မချက်ခင်ထောပတ်တွေအသီးကြောက်တွေအားလုံးကိုယူလိုက်ပါတယ်။အခုကြည့်ထားငါရဲ့ဟာလွားအကောင်းဆုံးမနေမှာသူတို့ရဲ့နေရထောပတ်တွေကုန်ယူလိုက်တာလားငါတို့နှစ်ယောက်အတွက်ဘာမှမထားဘူးလားမြေပဲတွေလည်းအကုန်ယူလိုက်တယ်ငါတော့ရေးမလုပ်ဘူးငါဟာလွားလောက်ရမယ်ငါ့ကောင်းလာမစားနဲ့ချွေးမသုံးယောက်ကလည်းစကားတွေများပြီးဟာလွားရီရောသမင်းဟင်းတွေရောအကုန်လုံးခြံနေပါတယ် ဒီချိန်မှာတူတူနဲ့ရီယူကဥရီနဲ့ပတ်သက်ပြီးရံဖြစ်နေပါတယ်။ငါ့ကိုအိုးပေးလေ။ငါနှုတ်ခဲဟင်းတွေချက်ရမယ်လေ။ငါမပေးဘူး။ငါလည်းဟင်းချက်နေရပဲလေ။ပေးလို့မရဘူး။နေတချောင်းအိုးကိုတုံးလိုက်။သုံးယောက်လုံးရဲ့အတန်ကလည်းအပြင်ကနေကြားနေရပြီးယောက်ျားတွေယောက်ခမတွေယောက်ကတိတွေကစားဖို့ထိုင်ဆောင်နေပါတယ်။အမေရဲ့ဒီသုံးယောက်ကလည်းဘာရီချက်နေတာလဲ။ဘာရီလုံနေကြတာလဲ။တအားတို့ကလည်းယုံတော့ဖို့နောက်ကျနေပြီ။တအားတို့တော့မယ်မစားတော့ဘူး။ အဲ့ဒီချိန်မှာချွေးမသုံးယောက်ကလည်းသူတို့ခြံထားတာတွေယူလာပြီးတော့ကြွေပါတယ်။နင်တို့မိမတွေအကုန်ခြံပြီးယူလာပြီပဲ။စားပြီးသွားကြလိ။ချွေးမသုံးယောက်ကနောက်တစ်ခါသူတို့ခြံထားတာတွေကိုရင်ကျွေးဖို့အတွက်စကားများကြပါတယ်။အဖေဒီမှာသမီးချက်ထားတဲ့ပိနေသည့်ဟင်းနဲ့ပူရီစားကြည့်ပါလား။မဟုတ်ဘူးအဖေဒီပကံဖယ်လိုက်မစားနဲ့။သမီးချက်ထားတဲ့နှုတ်ခဲဟင်းနဲ့ဟာလာပါပဲစား။ချွေးမလို့ရေအဲ့လိုပဲစကားတွေများနေရင်တော့ထမင်းဟင်းတွေလည်းအေးကုန်မယ်လေ။ငါတို့စားခွင့်ပေးပါဦး။ အလုံးကလည်းထမင်းတွေစားကြပြီးစားလုပ်ပြီးတဲ့အခါမှာတော့လက်ဆောင်ပေးရမယ့်အချိန်ကိုရောက်လာခဲ့ပါတယ်။အမေရဲ့ဘသူချက်ထားတာအကောင်းဆုံးလဲပြောပါ။သမီးချက်ထားတာပဲကောင်းတာမလား။อืมစူးစူးချက်တဲ့ဟင်းတွေကတော့မဆလာချိုးစားတွေအကုန်ကောင်းတယ်။တူတူနဲ့ယွယွချက်တာနည်းနည်းဆက်တယ်။တွေ့လားငါပြောတယ်မလား။ငါချက်တာအကောင်းဆုံးပဲ။တခါလောက်အကောင်းချက်ပြီးမမြောက်ပါနဲ့။အဲ့ဒီချိန်မှာတူတူကလည်းစိတ်ဆိုးပြီးတော့စူးစူးဟင်းတွေတွေကိုမြုပ်သီးတွေထည့်လိုက်ပါတယ်။ အခုကြည့်မယ်လေဘသူတွေကကြိုက်ကြလဲစားကြလဲတူတူရဲ့နေထမင်းဟင်းကလည်းစားလို့ကောင်းလိုက်တော့ငါချက်ထားတာကြတော့အေးမလောက်ကြဘူးငါကြတော့ပေမန်းတာမတွေ့ဘူးသူတို့ကပဲချီကျူးနေကြတာအီယူကလည်းစိတ်တူပြီးတော့ကျန်တော်ရီအားလုံးကိုချက်လိုက်ပြီးကျန်နေသူချက်ဖို့အတွက်ဘာဟင်းမှမကျန်တော့ပါဘူးချွေးမရေနင်ဘလို့ထမင်းဟင်းကိုချက်ထားလဲကစားစရာလောက်ညာလားဒါတော့ဈေးကြီးတဲ့ဆန်တွေကိုလည်းဘလို့ချက်ထားလဲပြောစမ်းဟုတ်တယ်အမေရေသူတူကလည်း ။တမီးတို့ချက်ဖို့လည်းဘာမှမထားထားဘူး။အကုန်ချက်ပြက်တာ။အေးနင်တို့သုံးယောက်ကတက်တက်စီတနည်းစီချက်နေမှာတော့ကုံတော့မှာပဲလေ။တလချက်ရမအောင်တပတ်နဲ့ချက်လိုက်တာပဲ။ချင်းမာတွေကလည်းယောက်ျားတွေနဲ့ဆန်တွေစီတွေမှာလိုက်ပြီးအကုန်လုံးအကြိုက်ချက်ကြပြီးစီတွေကိုဖြုံးကြပါတယ်။ဒီချွေးမာတွေကတော့ဆန်တွေစီတွေအကုန်ကုံအောင်လုံနေပြီ။မကုံရင်အကုန်အမှိုက်ပုံနဲ့ပြက်တယ်။သူတို့တံမိုးတိအောင်လောက်ရမယ်။ တော်နီကလည်းမိဖို့ကြောင့်ကနေ gas မိဖို့ကိုဖယ်လိုက်ပြီးသူတို့သုံးယောက်ကိုဟင်းချက်ခံပြီးတော့အပြင်မှာအပူချင်းကြောင့်သုံးယောက်လုံးကစိတ်ညစ်နေပါတယ်။ဖရားရေဂျုံတွေကလည်းနဲတယ်နော်။အမေပေးတဲ့ဂျုံထက်ရေထက်ပြီးပြော့သွားပြီ။ဒေါနီကလည်းဂျုံတွေပေးတာနဲတာကြောင့်ဂျုံတွေပြော့သွားပြီးတစ်ဖက်မှာရေယူကလည်းစီရင်းနဲတာကြောင့်ဟင်းတွေကချက်လို့မရပါဘူး။ဒီလိုရေလုံးပြုတ်ဟင်းတွေကိုကြည့်ပြီးစိတ်ညစ်လိုက်တာ။အဲဒီချိန်မှာစုစုကမိမတက်တာကြောင့်မှုတ်လိုက်ပြီးပြာရီကသူ့မျက်နှာကိုကတ်သွားခဲ့ပါတယ်။ ဒီအိမ်ဟာတွေကလည်းဘလို့ဟာတွေလဲကက်စ်ဖြစ်ပြီးတော့ဘာဖြစ်သွားမှာမလို့လဲတုံးရောင်လုံးကလည်းငိုယူပြီးထမင်းတွေချက်ပြီးတော့အားလုံးကိုခူကြေးပါတယ်အားလုံးကလည်းတိချအကြိုက်စားကြပါတယ်ဒီနေ့မှပဲအားလုံးစားကောင်းနေထမင်းတွေကလည်းမိဖို့ပေါ့အားဆိုတော့ရတာကိုရှိနေတာပဲဟုတ်တယ်ဟင်းတွေကလည်းအရတာကိုရှိနေရပဲနော်အားလုံးကအကုန်လုံးကိုအပြောင်းစားလိုက်တာကြောင့်ချင်းမတွေကအစိစိုးပြီးပြောခဲ့ပါတယ်အမေတို့ကအကုန်စားလိုက်ပြီ သမီးတို့ကဘာတွေစားရမလဲအေး နင်တို့ကစားစရာတွေမဖြုံးခင်တည်းကစဉ်းစားရမှာပဲလေနင်တို့ကဖြုံးတီးနေရလေချွေးမတွေကလည်းဖြုံးတီးတာတွေကိုအကုန်လုံးရန်တားလိုက်ကြပြီးအိမ်တွေကစပြီးတော့ရမ်းမဖြစ်တော့ဘဲတိချာထမင်းဟင်းချက်ကြပါလေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်